ယူရိုပါလိဘောလူပွဲမှာစပါတင်းကိုရှုံးနေပြီးတဲ့မန်ချက်စတာယူနိုက်တက်နီးပြအာမိုရင်ကအသင်းဘုံဖွင့်နဲ့အသင်းပရိသတ်တွေကသူ့ကိုအလိုမရှိတော့ဘူးဆိုရင်အသင်းကနေရော့ကျင်းမြူပဲထွက်ခွာသွားမယ်လို့ပြောကြားခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာမနေ့ညကကစားခဲ့တဲ့ယူရိုပါလိဘောလူပွဲမှာပရီးမီးယားလိပြိုင်ပတ်စပါတင်းကိုတကောကိုမရှိနဲ့ရှုံးနေခဲ့ပါတယ်။ အဲ့ဒီယူရိုပေါလီဘောလူပွဲမှာရှုံးနေပြီးတဲ့နောက်မန်ချက်စတာယူနိုက်တက်နီးပြအာမိုရီရဲ့အနာဂတ်လှုပ်ခတ်လာခဲ့တာပါအာမိုရီဟာ2024နိုဝင်ဘာလမှာတဟက်စီကနေမန်ချက်စတာယူနိုက်တက်နီးပြရှာတူးကိုဆက်ခံခဲ့ပြီးသင်းနေ2029ခုနှစ်ထိတက်တန်းရှိစာချုပ်တရဲ့ချုပ်ဆိုထားတာဖြစ်ပါတယ်ဒါပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းဖုတ်ဖွဲ့နဲ့အသင်းပရိသတ်တွေကသူ့ကိုမျိုးကြည်တော်ဘူးဆိုရင်စာချုပ်တက်တန်းလက်ကျန်အတွက် ရော်ကျင်းမျိုးပဲအသင်းကနေထွက်ခွာသွားမယ်လို့အာမိုရီကပြောကြားခဲ့တာပါအာမိုရီက တကယ်လို့အသင်းဖုံးဖွဲ့နေတဲ့အသင်းပြိသက်တွေကကျွန်တော်ဟာအသင်းအတွက်မှန်ကန်တဲ့လူမဟုတ်ဘူးလို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်ကျွန်တော်အနေနဲ့ရော်ကြေးမြူပဲအသင်းကားနေမနှက်ဖြန်ပဲထွက်ခွာသွားမှာပါ။ဒါပေမဲ့ကျွန်တော်အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းနီးပြရာထူးကနေနှုတ်ထွက်သွားမှာမဟုတ်ပါဘူးလို့ပြောကြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာယူရိုပါလီဘောလူပွဲမှာရှုံးနေခဲ့တယ်လို့ပရီးမီးယားလိမှာလည်းအဆင့်16နေရာမှာသာရပ်တည်နေလို့အဆိုးရွားဆုံးရာသီတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။ယူရိုပါလီဘောလူပွဲမှာမန်ချက်စတာယူနိုက်တက်တင်းကိုအနိုင်ရပြီးပိုးဆွဲခဲ့တဲ့စပါတင်းကတော့18နှစ်အတွင်းပထမဆုံးမေဂျာဖလားကိုရရှိခဲ့တယ်လို့လာမယ့်2025-26ရာသီမှာချန်ပီယံလိဝင်ခွင့်လည်းရရှိခဲ့ပါတယ်။